ဟာခင်ဗျာဘာလို့ငါခင်ဗျာလဲခင်ဗျာဘာလို့ဘာလို့ဘာလို့ဦးမြောင်ဘာလို့ဦးမြောင်ဘာလို့ဘာလို့ငါငါဘူးကျိုးတိုက်ဘာလို့လဲလို့တဘုံကိုယ်တိုင်ကဒီဘယ်လိုပဲဆိုလို့ရှိရင်တဘုံနေစရာကိုတတိမတဘုံကပြောပြီးလောက်တာစိရတဘောတွေကသူအကုန်သိတယ်အကုန်လုံးပြောပေါ်တင်ပြောပြီးလောက်တော့ကျွန်တော်ကိုယ်တိုင်တတိနေရတယ်ကျွန်တော်တို့တော့တတိနေရအမြောက်တတိမရအောင်ခန်းစစ် view ဟာကြောင့်လည်းအမြဲတမ်းခံလာရတယ်ခံရတဲ့လောက်လည်းမမှတ်ဘူးဆိုတာကတော့အဲဦးမြောင် online ကိုယ်တိုင် ကျွန်တော်သူ့ကိုဖြစ်နိုင်လို့ရှိရင်သူ့ရဲ့ IQ test တင်မလားဟိုညာညာသွေးညာညာသွေးနဲ့ပတ်သက်ပြီးသူဒီပြန်ပြီးတော့ဒီဆာမိုဘက်ပြန်ဖြေရမယ်ရောက်နေပြီလို့ကျွန်တော်ထင်တယ် လောင်မဲမင်္ဂလာပါကျွန်တော်ရေဘော်ရော့ထီမှာဒီနေ့2025လေးလပန်းဆစ်ရှင်းနဲ့မနေ့ကင်းတရင်ထူတွေကိုတင်ဆက်ပေးရမယ်ပထမဆုံးတရင်ကတော့တနင်္ဂနွေနေ့တန်တာပြန်အထွေထွေထုစကြီးကိုဆင်ွေရဲ့မဟာမင်းတူလန်ရေးအင်အားစုများနဲ့ညနေပြင်ဆင်နေကြောင်း UNG ကခွေးဝန်ကြီးဦးရီမွန်ကအသိပေးပြောကြလာပါတယ်ဒါကစစ်မဟာဗျူဟာအယအဆင့်၃ဆင့်ကိုဖြတ်တန်းယူကြရတယ်ပထမအဆင့်အနေနဲ့တနင်္ဂနွေကွက်ပစ်စည်းရေလော့ရှာနန်အောင်ကျူပန်းခဲ့ကြတယ်အခုဆိုရင်ဒေတာတန်းမှာတက်တိဆုံမှု ပြက်ပြက်နေရောင်ယူမှုဟာအတန်းအတာတစ်ခုအထိကိုပြင်းမြော့ခဲ့ပြီလို့ပြောနိုင်တယ်။အေရာဝတီတန်းသားတွေရဲ့အင်ပြန်ခရီးကတော့ငါတို့ရဲ့အကွက်ပြက်အကွက်ပြက်မဟာဗျူဟာကိုပြစ်ဆောင် စေခဲ့တယ်။ဒုတိယအဆင့်အနေနဲ့မဟာဗျူဟာထုဆက်ဆင်ပြီးမြော့တင်းစကန်တင်းတပ်ပွဲတွေဆင်နွှဲကြရတာပဲ။အခုရေးဖို့တော့ဟာအဆင့်ဒီအဆင့်ကိုဖျက်ဆီးနေကြတာဖြစ်တယ်။ ။တတိယအဆင့်အနေနဲ့တနင်္ဂနွေလောအထွေထွေသုံးစကြီးတရက်ဇင်းွေကြရဖို့ပဲဖြစ်လိမ့်မယ်။အမျိုးသားငင်ငွေအစိုးရပိတုကာကိုရဲအမရုံနဲ့မဟာမိတ်တိုလန်ရဲ့အဖွဲ့တွေဟာအဖွဲ့တွေဟာဒီအထွေထွေသုံးစကြီးအတွက်ပြင်းရှင်ကျိုးပန်းနေကြတယ်ဟုနေကြတယ်ဆိုတာအသေးပေးလို့ရဲဆိုပြီးတော့ UNG ကခွေးဝန်ကြီးဦးကြီးမန်ကပြောကြတာဖြစ်ပါတယ်။ဒါကတော့ဒရင်ကောင်းမကြခင်မှာလာတော့မယ်ဖြစ်ပါတယ်။အနည်း90ကျော်တိဆုတ်ထားတယ်။ဒီအကျန်းဖက်လက်နေကန် လက်နက်ကအဖွဲ့ကြီးကိုလဲနေတာ PDF ကအိုးကျိုးအောင်ကျူးပြစ်နှံတဲ့ပြစ်နှံခဲ့တဲ့ဆိုတာကရေးဖို့တော့ရဲလက်ရောင်းရည်နှလုံးရည်ထိုးချွန်ထမြတ်မှုကိုဖော်ပြနေတယ်ဟု UNG ကကွေးဝန်ကြီးဦးရီမော်ကချီချီကျူးပြောဆိုထားပါတယ်ဒါကတော့တရင်ကောင်းမကြခင်မှာမဟာမိတ်တပ်တွေနဲ့ UNG ကကွေးကကွေးတပ်ဖွဲ့တွေကမကြခင်မှာထူးစစ်ကြီးကိုလာတော့မယ်ဆိုတာကိုဒရိပေပြောဆိုတာဖြစ်ပါတယ်ဒါကတရင်ကောင်းတစ်ခုဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုတရင်ကတော့ တနင်းတရီတန်ဘောပြင်းမြော့နဲ့တောင်ငေရွာအခြေဆက်မျိုးစိုတီစကန်ကိုဝန်ရောက်တိုက်ခိုက်ခဲ့ရမှာမျိုးစိုတီကောင်းဆောင်ထေဝန်တေဆုံးပြီးလက်နက်စေလက်နဲ့ KMY အသင်းစီရရှိခဲ့ကြောင်းတနင်းတရီမြော့နဲ့ပကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကအင်အားကစေရော့ကြကြော်လို့ပဲရှိတာမျိုးစိုတီကောင်းဆောင်တရုတ်သေးတယ်ဂျန်တဲ့သူတွေကလက်နက် KM တွေအားလုံးကို ထားခဲ့ပြီးပြီးတာကျွန်တော်တို့ဖက်ကရေးဖို့တွေအားလုံးကပြန်ဆော့လာပြီးတော့ကျွန်တော်တို့ဖက်ကရေးဖို့တရုတ်တော့ပုံမှန်ချစ်ခတ်တန်ရရတယ် မစိုးရင်ရဘူးဟိုဒရင်တာရီမြော့နေကပကဖတ်မှာတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တော်လိုင်းတဖို့တွေကလက်နဲ့ကတော့အာဆေလက်ကိုတင်းစီရရှိခဲ့ပါတယ်ခီယန်တွေကိုလည်းအမျက်ပြတ်ကိုတင်းစီရရှိခဲ့တာကျွန်တော်တို့ကြားသိပါပါတယ်ဒါကတော့တရင်ကောင်းတစ်ခုဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ခုကစကန်းကလင်လွတ်ခတ်မှုအရှင်ကြီးကယနေ့ချင်းတီကိုပြီးဆောင်နိုင်သေးဘူးလို့ပြောလို့ရမယ်။ဘာလို့လဲဆိုလို့ရှိရင်မြန်မာနစ်ဆန်တရက်နဲ့မှာမန္တလေးတဲမန္တလေးမြို့အနင်းကိုဘ ഹു ပြုတ်ရဲပြီးအားလေးတဲ့တမချော့အဆင်းရှိတဲ့ငလင်လွတ်ခတ်သွားခဲ့ရမှာ မန္တလေးအမရပူရစကမ်းမြော့နယ်ပြည်ဦးလယ်မြို့မြတ်တွင်တိတာစွာခန်းစားရကြောင်းဒေသပြည်သူများ၏ပြောဆိုချက်နှင့်မိုးလေဝသရလပိတာယူကြမ်းမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရှိရပါသည်။ဒါကငလင်ကအတော်ကိုတိတာတာဝန်ကနေကိုလွတ်တာအချင်းတော့အယမ်းမကြလို့အချင်းအကြာရင် ပြိုဆဲတက်တွေတောင်ပြိုနံနေဟုတ်ဂျမ်းနေဟိုမန္တလေးမြို့ခံတအုပ်ကပြောဆိုထားပါတယ်။ဒါကမန္တလေး အစကဲပြည်အမရပူရပြုံးလွန်တိကိုလုတ်ခတ်နေတယ်အတော်လေးကိုတိတာလွဲ့ပါတယ်ဆိုပြီးတော့ပြီးသူရစီကနဲ့တိရှိရပါတယ်ဆိုတော့ဒီဟာက ကျွန်တော်တို့အာစကံငလိန်ကြီးကအခုချိန်ထိကိုအရှင်ကမပြီးဆောင်နိုင်သေးဘူးတဖြည်းဖြည်းနဲ့နည်းနည်းမြင့်လာတယ်လို့နည်းနည်းကြလာတယ်လို့လုံနေတယ်ခုချိန်ထိပေါ့နော်ဒီဟာကကျွန်တော်တို့ပြည်သူတွေအနေနဲ့တက်ပြူတဲ့တက်အစီမပြေတဲ့နေရာမှာနေတဲ့သူတွေဆိုလို့ရှိရင်သတိထားစေဖို့အတွက်ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့အကျန်းဖက်စစ်ကောင်စီ ယနေ့နေ့တကူလွင်ငင်းတက်တာခွန့်တွန်းနိုင်ငံရဲ့အကျဉ်းသား900ခန်းနှုန်းအုပ်ဒါလွင်မြော့နိုင်ကြောင်းမြန်မာနိုင်ငံလုံးဆန်ရအကျဉ်းသားများကွန်ရက် PPMM မှ ME ဥဆောင်ကော်မတီဦးသက်ထွန်းဦးကပြောဆိုထားပါတယ်ဒါကတော့အကျဉ်းသားတွေကနိုင်ငံရဲ့အကျဉ်းသားတွေက900ခန်းနှုန်းဒါလွင်မြော့လာတယ်လို့သိရှိရပါတယ်ဂျန်နေတူတွေကတော့မလွင်မြော့သေးဘူးလို့ကျွန်တော်တို့ကြားသိရပါတယ်မဟုတ်လားဒါကတရင်တူတစ်ခု နောက်တစ်ခုကတော့ကရင်ပြည်နယ်ကော့ကရက်မြော့နယ်ကျောင်းတော်မြော့ကနင်ကြီးဝနယ်တရက်တော်ကြီးဝကိုမနေ့ကနစ်ဆန်တရက်နဲ့မှာလေရင်ဖြန့်ဘွန်ကြီးတက်ခိုက်ရမှာပြည်သူတဦးသေဆောင်ကြောင်းစီးရဲတရင်ရင်းမြစ်နယ်ဒေသပြည်သူများကပြောဆိုပါတယ်။ဒါကမနေ့အစိုးကြီးကရက်ကလေရင်ပတ်ပြန်ပြီးတော့နနေ့၈နာရီလောက်မှာဘွန်နှလုံးကြီးတယ်။ကွမ်းဆက်ကိုကြက်ပေါတာမှာခြံထဲကြက်ပြီးတော့တောင်းပီမောင်းတဲ့ဦးလေးတယောက်ချစ်ပြီးဆောင်းတယ်။ကလေးနှစ်ယောက်ကအဆက်မိုင်တယ်။ ဒီဖက်ကမ်းမှာကတက်ပွေးမရှိဘူး PDF လည်းမရှိဘူးမွမ်းအဖွက်လည်းမရှိဘူးတက်ပွေးလည်းမရှိပဲပြစ်ချတာကနင်ကိုလည်း ပြည့်ချတဲ့ဟုတရက်တော်ဂျေဝကဘောနော်ဒေသပြည်သူတို့ကပြောဆိုပါတယ်ဒါကတော့စစ်ကောင်စီကတက်ပွေးလေးဖြစ်ပွားခြင်းမရှိပဲနဲ့ပြည်သူတွေတိုလိုင်းတက်ဖို့တွေလည်းမရှိတဲ့နေရာကိုလက်ပြီးတော့ဘောင်းကြီးမှုတွေလောက်ဆောင်နေတာကိုကျွန်တော်ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီထဲမှာပြည်သူတော်မီနောင်မောင်းနေတဲ့ပြည်သူတို့တည်ဆုံသွားတယ်လို့သိရပါတယ်နောက်တစ်ခုအဲ့ဒီနောက်မှာလဲစကန်တန်းကဲမလူမြော့နေတွင်နာရဲအိမ်မှပြန်လာသည့်ပြည်သူနှုတ်ကိုအကျန်းဖက်စစ်တပ်ကဖမ်းဆီးတက်ဖြတ်ပြီးရွတ်အလောင်းမြတ်ကိုလမ်းဘေးတွင်စစ်ပစ်ခဲ့ကြောင်း ကမ်ဘလူခရံရရင်လေးမှာတာဝန်ရှိသူတူကပြောဆိုပါတယ်ဒါကတော့အာနာရဲကအပြန်မှာစစ်ခွေကင်းပေါင်းနဲ့တွေ့ပြီးတော့အသက်ခံရတာ သူတို့သောင်းရော့ကစံကေနစီနဲ့နာရဲကအပြန်ဝက်ဝက်သားနှစ်ပက်သားဝေပြီးပြန်လာတာတဲ့အာရှစ်ကစံကေကလူနှစ်ယောက် အဝိတာငါငါပိတာနဲ့နောက်ကစံကေတစီကတော့လူတယောက်ဗောနော် လူတယောက်ထဲစခွေကင်းပေါင်းကလူနှယောက်လူနှူးစီးလာတဲ့စံကေကို တားပြီးတော့ရှစ်ကလူနှူးကိုဖန်စီတက်ဖြတ်လိုက်တာနောက်ကတယောက်ကတော့အလွတ်သွားတယ်ဟုကမ်းမလို့ခရန်တရင်လေးကမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့စက်ကောင်စီကပြည်သူတွေကိုတက်ဖြတ်မှုတွေလော့ဆောင်နေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါကကျွန်တော်တို့ပြည်သူတွေ ဒီလိုမျိုးလောင်းဝကိုမလောင်ချောင်တော့ပါဘူးစစ်ကောင်စီကသူတို့တွေ့တဲ့နေရာကိုလိုက်ပြီးတော့တက်ဖြတ်နေတယ်ဘောင်းတွေလိုက်ကြည့်နေတယ်ဖမ်းဆီးပြီးတော့တက်ဖြတ်မှုတွေလောက်ဆောင်နေတယ်ပြီးရင်လူငယ်တွေဆိုလို့ရှိရင်ဖမ်းဆီးပြီးတော့စစ်မှုထမ်းဖို့အတွက်ခိုးဆောင်နေတယ်ဒီကကျွန်တော်တို့ပြည်သူတွေလောင်းဝကိုလွတ်မြောက်မှုမရှိတော့တဲ့အခြေအနေမျိုးတစ်ခုစရောဒီကဒီနေ့မနေ့ခင်မှာနောက်ဆောင်ရရှိထားတဲ့တရင်ထုတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်မှာဗီဒီယိုဖန်တပုတ်တွေ့ထားတာရှိပါတယ်ဘာလဲဆိုလို့ရှိရင်ဒါကစစ်မှုထမ်းဖို့အတွက်ဆိုပြီးတော့အောက်ချရင်းမှုတအူးက အာရေအရာရှိတူအယောင်ဆောင်ပြီးတော့ဖန်းစီမှုတွေလောက်ဆောင်နေပါတယ်ကျွန်တော်နဲ့တူအပြည့်ဆောင်ကိုအာဖန်းစီခံရတဲ့သူကပြောဆိုနေတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ဒါကတာဂက်တမြော့နယ်စေတုံရက်ွက်အုတ်ချုပ်ရေမူမွန်မွန်အေးကသူ့ကိုယ်သူဘူမှုဟုတောင်းနှောင်းက လူငယ်တူကိုဖန်းစီပြီးစစ်မှုထမ်းထက်အဖြစ် ရောင်းစားနေကြောင်းအာသိရှိရတယ်ဆိုပြီးတော့ရွတ်တန်ဖန်ထွက်လာပါတယ်ဆိုတော့ကျွန်တော်နဲ့တူကြည့်ကြည့်အောင်ဒါက တာဂက်တက်ကလက်ဝက်ကရောက်မှလဲဥပဒေမဲ့လုံရည်မြကိုကူငင်ပေးနေပါတယ်တော့ဒီထက်မှာရေးသားဖို့ပြတာတွေ့ရပါတယ်ဆိုတော့ဒီကဘလူတွေလောက်စားနေကြလဲကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါအားဖြင့်တော့ပါဟုတ်ရဲ့ဆက်စကုန်ချင်းလေးနဲ့မှနေဆက်စကုန်ချင်းလေးနဲ့လမ်းမှနေပါအော်နဲ့လမ်းမှနေဟုတ်ပြီအဲ့ပြန်တဲ့ချိန်မှာတော့ပါဖြစ်လို့ပြောတယ်နဲ့ချိန်မှာတော့အဲ့လူကြီးတယောက်ကတေချာကြည့်ပြီးတော့နောက်တစ်ခါကျတော့ဆိုင်ကယ်ပေါ်တက်ပြီးတော့အတင်းဖက်ပါတယ်တနေ့ရောက်လို့ရေတော့ဖက်တာဆယ်ရောက်လို့ရှိပါဆယ်ရောက်ရှိတယ် အဲ့တော့ဖမ်းတဲ့အချိန်မှာတားနဲ့အလားတူနောက်ထပ်နောက်ထပ်ဖမ်းနိုင်ရှိတာမရှိပါဘူးတားကြောက်သေးပါအော်တားတဲ့ဖမ်းသွားတယ်ဘယ်ကိုဖမ်းဘယ်ကိုဖမ်းသွားလဲစေတောင်ရက်ွက်ယုံနဲ့ကိုဖမ်းသွားစေတောင်ရက်ွက်ယုံနဲ့ကိုဖမ်းသွားပါတယ်အဲ့တော့ဟိုရက်ွက်ရက်စားနေတယ်ပဲလားယူနီဖောင်းတွေပါလားရဲဆိုရဲယူနီဖောင်းစစ်သားလိုစစ်သားယူနီဖောင်းရဲဆိုပြီးတော့ပြောပြီးတော့ဖမ်းပါအော်ရဲဆိုပြီးတော့ပြောပြီးတော့ဖမ်းတယ်အဲရဲဆိုပြီးတော့ပြောပြီးတော့ဖမ်းတဲ့သူရဲ့မျက်နှာကိုတအားကိုပြမယ်ဆိုရင်တာတိလားတာတိမှတ်မိလားမှတ်မိပါဘူးဟုတ်ပြီအဲ့တော့စက်တောင်ရုံးလေးရောက်ပါဦး ဟုတ်ရုံးနဲ့ရောက်ပါပါအဲဆယ်တောင်ရုံးနဲ့ရောက်တော့တားကိုဘာကြီးလောက်လဲဆယ်တောင်ရုံးနဲ့ရောက်သွားပြီးတော့တားကိုမှထောက်ပေါက်တဲ့ကိုထည့်ပြီးတော့အုတ်ချုပ်ယူမှုကဝင်လာတဲ့ချိန်မှာငါပူမှုဆိုပြီးပါရိုက်ပါပါရိုက်ပြီးတဲ့ချိန်မှာစကားကိုဟိုမမောက်မမာကြီးပြောပါအော်ပူမှုဆိုတဲ့လူကဟုတ်ကဲ့အာနာမည်လေးတည်လာပူမှုဆိုတဲ့နာမည်ပူမှုဆိုတဲ့နာမည်ဟိုမမောင်ကြီးပါဦးမမောင်ကြီးပါအော်သူကသူသူကသူဘုံလို့ပြောပြီးတော့ပါရိုက်တာပါပါရိုက်ကြတယ်အော်ပူမှုမမောင်ကြီးပေါ့ဟုတ်ကဲ့อืม ဘုံဘိုးတဲ့မဟုတ်ရှင်ကသားလည်းမသိဘူးသူပစ္စကပြောတာနော်သူပစ္စကပြောတာဟုတ်ကဲ့ဒါရဲဆိုပြီးပြောတာရှိသေးလားရဲဆိုပြီးပြောတာတော့ရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟာအာတားကိုဥလာခေါ်တဲ့အချိန်ဥလာခေါ်တဲ့အချိန်မှာတားလက်ထဲမှာဖောင်နေဖြစ်နေတာတွေ့တယ်အဲ့ဒါဒီကတားသမုတ်နဲ့တားကြီးကြလားသူတို့အတင်းရေးခိုင်းလို့ရေးရတာအာအတင်းရေးခိုင်းအတင်းရေးခိုင်းတာอืมอืมအဲ့မှာလက်မထူတာသေးလားပေါ်ပါထိုးတာကတော့သူတို့အတင်းကြီးထိုးလုံးလုံးမှကြာလို့ဒါထိုးလိုက်ကြတာသခုရှိတယ်။ဟောဟုတ်ပြီ အဲ့တော့အဲ့ဒီကနေအဲ့တော့မနေ့မိုးလေးမိထားပါတော့မနေ့မိုးလေးနဲ့တောက်ပါဘာဘာဘယ်ဆက်ဘယ်ဆက်ဘယ်ဟုတ်ဆက်ပေါ်သွားလဲတောက်လာဝကရေကိုခေါ်ပါပါတာကြီးသားလာဝကရေတောက်လာဝရေအဲ့ဖောင်မှာဖြစ်ထားတဲ့ဟာဟိုအပြင်နောက်ဓာတ်ပုံရိုက်ဟိုဟိုကျတော့ဘယ်ရိုက်ပါလဲအဲ့အဲ့ဓာတ်ပုံကသူတို့ရိုက်တာလားသူတို့ကိုယ်တိုင်ရိုက်တာကသူတို့ကိုယ်တိုင်ရိုက်ပြီးသူတို့အုတ်ချုပ်ကိုရှေ့ရမိတ်ချူဆိုင်ရတော့ပြီးတော့တော့လောက်တာအော်သူတို့ကိုယ်တိုင်ရိုက်တာအဲ့တော့တားအဲ့ကိုယုံနေရောက်လာတဲ့အချိန်မှာတားလို့လူမျိုးတွေရှိလား ဖမ်းလာလားဖမ်းလာတယ်၃ရောက်လောက်ရှိပါတယ်ဟောတော့လောက်ချိန်သေးတယ်အဲ့ဒါကရုံရုံအဲ့ရုံရဲ့ရောက်မှတွေ့တာပေါ့ဟုတ်ကဲ့ပါအဲ့တောင်းကလောက်ကရုံသွားပြီးတော့အပြန်မှာပေါ့အပြန်မှာဒါထွက်ပြေးလာတာပေါ့ထွက်ပြေးတာဟောအဲ့ထွက်ပြေးပြီးတော့အဖုံးဆက်တာဖုံးဆက်တာအဲနာလမ်းနဲ့လမ်းကတွေ့ရလူကြီးစီကဖုံးသူကြီးကောင်ဖုံးဆက်တာဖုံးဆက်တာဟောအဲ့အဲ့အဲ့တော့အဖတ်ကြီးရောက်လာတာနော်အေးမင်းဖေးနဲ့ငါလိုက်လာတာဆိုအဲ့အဖြစ်စင်အဲ့ဒါအဲ့ဒီပဲပေါ့ဟုတ်ကဲ့ပါဟုတ်ပြောပြောပြီအဲ့ဒါဆိုရင်ခုနကငါပုံမှုကသူရောပိုက်တာမမောင်အေး ဥမမောင်အေးဟုတ်ကဲ့ဥမမောင်အေးနော်อืมอืมအေးဥမမောင်အေးဆိုတော့ငါတို့တိတိကလာအုတ်ကြီးလို့ခေါ်တယ်လေရက်ကအုတ်ကြီးတတသူ့သူဘုံမှုလို့ပြောတာဗောနော်ကျွန်တော်ချက်ကျော်ဟုတ်ကဲ့ဟုတ်အာချက်ကျော်ဆိုတော့ဘသူရဲ့ဖြစ်လဲဗျမင်းရဲ့ဖြစ်သွားတာလေအောင်ပြေဆုံးอืมအောင်ပြေဆုံးရဲ့ဖြစ်အောင်ပြေဆုံးရဲ့ဖြစ်ဟုတ်ကဲ့အခုသားနဲ့မင်းရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကူညီပေးတယ်နော်ဟုတ်တယ်ကွအဲကိုညီပြီးတဲ့ခါကျတော့အဲ့အကိုအဲ့အကိုတာရဲ့ဖြစ်စဉ်အပေါ်မှာအကိုရဲ့ခံစားချက်လေးနဲ့ အခုဘာပြောချင်လဲအခုအဲ့ဒါကျွန်တော်ပုပ်ပုလင်းလင်းပြောအမှန်တမ်းပြောဟိုစိတ်ထဲရှိတဲ့အတိုင်းပြောသင်လဲဆိုတော့သူကအောက်ချိန်မှာအဲ့လိုယူပုံစံလုပ်နေတာအခုပြစ်သွားတာကွာဆယ်တောင်ဥက္ကဋ္ဌနဲ့မနေ့ရက်ကပေါင်းပြီးလှုပ်တဲ့ပုံစံဖြစ်နေတယ်ကလေးတွေကိုအလုံးတူပဲနဲ့ကျွန်တော်လည်းမသိဘူးဖမ်းပြီးတော့သူကလက်မှတ်ထိုးလာဘကကြီးပါသွားပြီးတော့ သူကမတ်ပုံနဲ့ထုတ်ပြီးတော့သူလောက်သွားရလေစားစားရမ်းအောင်ရှိရလေဟွန်းရပြီပြစ်သွားတာကြီးရလေနေချင်းမကြီးဟွန်းတနအိဝဲ၃နိုင်တော့ကားပြန်လာတာရှင်ပြသားနေယူလုံးလုံးနိုင်နေမကောင်းလို့ပြန်လာကဲဆိုတော့ဒါကတော့ဘုံမိုးဆိုသူအချိုရည်မှုမမောင်အဲဆိုသူက အာလူငယ်တို့ကိုနေခင်းကြတော်ကြီးမှာဖန်ဆီးပြီးတော့ပိုက်ရက်မှုတွေလော့ဆောင်နေပါတယ်ဆိုတော့ဒီဟာကတော့ဒီဗီဒီယိုကနည်းနည်းအာကြာခဲ့ပြီလားကအတိလားတော့ကျွန်တော်တို့သေချာမသိရသေးဘူးဒါပေမဲ့လည်းအတိပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့လူငယ်တွေတတိထဆိုင်ဖို့အတွက်ဒီလိုမျိုးလော့နေတဲ့သူတွေကအများပြားရှိနေပါတယ်အချိုရီးမှုတွေရောတခြားလူတွေကလည်းဒီလိုမျိုးလော့ဆောင်နိုင်တဲ့အတွက်ကြောင့်လူငယ်တွေတတိထဆိုင်ဖို့အတွက်ပြန်ပြီးတော့ အတိပြည့်ဖြစ်အဟောင်းဝဲဖြစ်ပြည်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်အခုအချိန်မှာလဲစက်တက်ကိုလော့ဆောင်မှုတွေကိုလော့ဆောင်တဲ့အတွေ့တွေ့မြင်ရတဲ့အတွေ့အကြုံပေါ့နော်ဆိုတော့နောက်တစ်ခုကတော့မနေ့ကလွတ်ကင်းလာတဲ့အဂျင်းသားတွေထဲမှာအာထုံထဲမှာအလိုခံနေတဲ့စက်တက်တွေအထုံမှုတွေရဲ့အကြောင်းတွေကိုအာ DM media ကတင်းမြတ်ကအာကိုတိကိုတိဦးတိမြတ်ကပြင်ပြီးတော့ပြောပြနေတဲ့ရုတ်တံဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ဒါကတော့အပြည့်အစုံကိုနားထောင်ခြင်းဆိုလို့ရှိရင် DM media ဘောက သွားပြီးတော့နားထောင်လို့ရပါတယ်ဒီမှာကတော့ကျွန်တော်တို့ကြားတဲ့နေရာနည်းနည်းပါပဲယူလာဖြစ်တဲ့အတွက်ကြောင့်ဒီမှာကတော့အတူလေးပဲရှိမှပြည်ဆောင်ကိုနားထောင်ကြည့်လို့ဆိုလို့ရှိရင် RTM Media မှာသွားပြီးတော့နားထောင်လို့ရပါတယ်ဆိုတော့ကိုအရင်ဆုံးပြောပြချင်ပါတယ်ဆိုတော့နားထောင်ကြည့်အောင်ပြည်သူတွေကိုဒီနှစ်ခေတ်ဒုက္ခပေးနေတဲ့အရာတွေထဲမှာအလှကံလောင်းကစားမဲဖောက်တာထိထိုးတာတွေဟာရှေ့ဆုံးကပါပါတယ်အလူကန်နေအနက်မှာအစိုးဆုံးအလူကန်တမျိုးကိုအခုလောလောဆယ်ထောင်ငါလွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတယောက်စီကနေပြီးတော့ကြားရပါတယ်။အဲ့ဒါကတော့အကျဉ်းသားစီကနေပြီးတော့ထောင်အာဏာပိုင်တွေကနေ အလှူခံတာပါတာဝရီထောင်မှာမိဇက်မောင်းမှုအတွက်အကျဉ်းသားတွေစီကနေပြီးတော့အလှူခံပါတယ်အကျဉ်းသားတွေကအလှူငွေမထက်နိုင်ဘူးလို့ညင်းတော့အဲ့ဒါဆိုလို့ရှိရင်မိဇက်မောင်းမှုမပေးနိုင်ဘူးရေလောက်အောင်တင်မပေးနိုင်ဘူးမင်းတို့တယောက်ကိုရေငါးခွက်စီပဲချို့ကွာဆိုပြီးတော့အကြက်ကင်ပါတယ်နိုင်ငံတော်မှာတနက်ကင်ပြီးတော့အလှူခံတာတွေကိုလည်းနားနဲ့မဆက်အောင်ကြားနေရပါတယ်တနက်ပြအလူခံတော့မှတော့မထည့်ချင်လို့ရှိရင်လည်းထည့်ရတော့ပါဒါပါပဲအခုထောက်မှာကတော့ပို့ဆိုးပါတယ်ကျိုးနဲ့တုံးနဲ့မိုးပြီးတော့မှလှူမလားမလှူဘူးလားဆိုပြီးတော့ ဘလူခန်နဲ့နေပါအကျဉ်းထောင်ပြုပြည့်ရဲ့အတွက်ဆက်လို့ရေးတွေလုတ်တဲ့အခါမှာလဲအဲ့ဒါလို့လုတ်ပေးရတဲ့အတွက်အလှငွေထည့်အောင်ဆိုပြီးတော့ကောက်ပါတယ်တကယ်တော့အကျဉ်းထောင်ပြုပြည့်ဆက်လို့ရေးတို့မိဇက်မောင်းဖို့စီဖို့တို့ဆိုတာကသူတို့အတွက်အုတ်ချုပ်သူကရိတ်ချပေးပြီးသားပါအဲ့ဒါကိုသူတို့ကပဲမြစ်တာရှေ့ထားပြီးတော့လုတ်ပေးသလိုလိုနဲ့အကျဉ်းသားစီကနေပြီးတော့ထပ်ပြီးတော့အလှခံတာပါတကယ်တော့အကျဉ်းသားတွေမှာငွေကြိုင်ခွင့်မရှိပါဘူးငွေသုံးခွင့်လည်းမရှိပါဘူးဒါပေမဲ့အကျဉ်းသားတွေကိုငွေစည်းဖွင့်ခိုက်တာပြီးတော့ အဲ့ဒီငွေစင်းနဲ့ထောင်အားနာပိုင်တွေကလှုပ်ရှားနေတာတော်တော်ကြာပါပြီငွေစင်းဖွင့်တယ်ဆိုတာကအကျဉ်းသားတွေရဲ့နာမည်နဲ့ငွေကိုထောင်ပိုင်ထောင်မှုတွေစီမှာအပ်ထားတာကိုအဲ့ဒါကိုသူတို့နာမည်နဲ့ငွေစင်းဖွင့်ထားတယ်လို့ခေါ်တာပါအဲ့ဒါလိုငွေစင်းဖွင့်ထားတာကိုဈေးပါလို့လည်းသူတို့ကခေါ်ပါတယ်မြန်မာနိုင်ငံမှာဝန်ထမ်းမှန်သမျှလက်ပေးလက်ယူမကင်းကြပါဘူးပြတာအဆင့်ကစပြီးတော့ဟိုးအထက်ဘိုးချုပ်မှုကြီးအဆင့်ထိ တယောက်မှအကျင့်ပြတ်ခြားစားမှုနဲ့မကင်းပါဘူးတို့ကတော့လက်မစားပါဘူးသူ့ဘာသာစေတနာနဲ့လာကြတော့တာကိုဆိုလို့ရှိရင်တော့ယူပါတယ်လို့တချို့ကတချို့ဝန်ထမ်းတွေကကိုကိုကိုညညာတတာတွေးပြီးတော့စင်ကြေပေးကြပါတယ်တကယ်တော့အဲ့ဒါကလည်းလက်စားတာပါပဲဘသူမှအလကားနေရင် အာအာရာရာလိုက်ပေးမနေပါဘူးအဲ့ဒါလို့ဖြစ်နေအောင်တမင်ကိုလှုပ်ထားတာပါဝန်ထမ်းမှန်သမျှမခိုးပဲလက်မစားပဲနဲ့ထမင်းမဝနိုင်တဲ့အဖြစ်ရောက်အောင် စနစ်တကျလောက်ထားတာပါနေပြည်တော်ကယာဓုကြီးဝန်ထမ်းတွေရဲ့ခြံကြီးခြံကောင်းတွေတိုက်ကြီးတိုက်ကောင်းတွေကိုလိုက်ပြီးတော့လက်ညှိုးထိုးကြည့်လိုက်ဆမ်းပါခိုးရပါနဲ့လွတ်တာတော်တော်ရှားပါတယ်ရှားတာတောင်မဟုတ်ပါဘူးရှိကိုမရှိတာပါအခုလဲတာယာဝတီထောင်အင်းစိန်ထောင်မှာလူတွေပြည့်ကျက်နေပါပြီစွစွဝါဝါပြည့်ကျက်နေတာပါအင်းစိန်ထောင်မှာဆိုလို့ရှိရင်အိတ်ဆောင်တစ်ခုမှာလူတယောက်အိတ်ဖို့နေရာအတွက်အရင်ကတပေခွဲသတ်မှတ်ပေးထားရတာနေအခုဆိုလို့ရှိရင်တယောက်ကိုတပေပဲသတ်မှတ်ပါတော့တယ် စဉ်းစားကြည့်ပါတပေဆိုတဲ့နေရာဟာဘလို့နီးနေမှလူတယောက်ချောင်းချောင်းကြည့်ကြည့်အဲ့လိုမရပါဘူးလူတယောက်ရဲ့ပခုံးအကျယ်ကတပေကျော်ပါတယ်အဲ့တော့လူတယောက်နဲ့တယောက်ထိကပ်ပြီးတော့အိတ်ကြရပါတယ်ဒါအပြင်လူတန်းတန်းနဲ့တန်းဒီထိတ်တဲ့အတန်းနှစ်တန်းကခြေချင်းဆိုင်ပြီးတော့အိတ်ကြရပါတယ်ခြေချင်းဆိုင်ပြီးတော့အိတ်တယ်ဆိုပေမဲ့ခြေောက်ချင်းထိတ်တဲ့ထိအောင်ထိပြီးတော့အိတ်ရတာမျိုးမဟုတ်ပါဘူးလူနဲ့ပြန်စားနေရာမရှိတော့နေရာကြက်လွန်းလို့ 6ယောက်ချင်းထပ်နေပါတယ်6ယောက်ချင်းမထပ်အောင်တယောက်6ယောက်ကိုတယောက်က6ယောက်ချင်းခွာပြီးတော့ပတ်တာဆက်အိတ်ကြရပါတယ်ထောင်ထဲမှာအကျဉ်းသားတွေရဲ့အခြေအနေကကြက်မာရေးအတွက်အလွန်မသင့်တော်လောက်အောင်အထိဆူဆူဝါဝါလူဦးရေကြက်ညက်နေပါပြီအပြင်ဘက်မှာကလည်းဆက်ရနယ်ရှင်ကိုစန့်ကျင်တာတွေပုံကန်တာတွေတော်လန်တာတွေကအဆက်မပြတ်ဖြစ်နေပါတယ်သူတို့ပုံမှန်တွေနဲ့ဘာမှမညီဘူးထားအောင်စမှုတမ်းမလိုက်ဖက်နဲ့ထွက်ပြေးတဲ့သူတွေရဲ့မိဘဆွေမျိုးတွေကိုအချောက်တိုက်ဖမ်းဆီးတာမျိုးတွေကလည်းလောက်ရပါသေးတယ် mm. ထောင်ထဲမှာကဖမ်းမိသားလူတွေနဲ့အပြစ်ထောင်အပြစ်မှာကနောက်ထပ်ဖမ်းကျင်တဲ့လူတွေကလည်းတပုံတစ်ခေါက်နောက်ထပ်ဖမ်းမဲ့လူတွေကိုထောင်ထဲမှာနေရာကျက်လို့နေရာချောင်းချောင်းရှိရှိရှိတဲ့နေပြီးတော့6လုံးတန်းမှာသွားပြီးတော့ထားမလားဆိုတော့လေသူတို့ကမထားကြင်ပြန်ဘူးအဲ့ဒီတော့စေအနာရှင်တွေလည်းအကွက်ရွှေ့ရညံကစားရပါတယ်အဲ့တော့အကျဉ်းသားအဟောင်းအစ်စ်လဲဖို့အတွက်အခါကြီးရဲ့ကြီးကိုစောင့်ပြီးတော့မကြာခဏထောင်ခါပေးရပါတယ် သူတို့ပြောနေသလိုပြည်သူလူထုနှလုံးစိမ်ဝမ်းအေးချမ်းစေဖို့လူသားချင်းစာနာထောက်ထားလို့ဆိုတာတွေဘာမှမဟုတ်ပါဘူးအဲ့ဒါတွေအကုန်လုံးကဖော်လျှော်တွေအဖျံကွီးတွေအပလာတွေပါ နောက်ထပ်ဖမ်းမဲ့လူတွေအတွက်နေရာမရှိလို့ထောင်ခါတာပါအစကတည်းကမတရားဖမ်းမထားလို့ရှိရင်လွတ်ဆရာရှိတောင်ရှိမှာမဟုတ်ပါဘူးအခုတော့ငှက်လွတ်ကုသိုလ်ဒုတ်တလို့မျိုးသူတို့ပဲဖမ်းတယ်ပြီးတော့သူတို့ပဲပြန်လွတ်ပေးပြီးတော့ကုသိုလ်ကရလိုက်ချင်ကြပါသေးတယ်နေ့အသက်တစ်ခါလွတ်ငါးအသက်၁၀ခါလွတ်တယ် ကိုးကာကအမျက်တင်လိုက်ချင်ပါသေးတယ်လူတွေကိုငှက်တွေလိုငားတွေလိုဖမ်းလိုက်လွှတ်လိုက်လှုပ်ပြီးတော့အဲ့ဒါကိုပဲဂိူနာထားတယ်လို့လို့မေတ္တာထားတယ်လို့လို့သူတို့ကောင်းအောင်ဆောင်တဲ့ငှက်လွတ်နိုင်ငံကြီးနဲ့သူတို့လှုပ်ဆောင်နေတာကြာပါပြီကာယကံရှင်တွေကတော့ကိုယ်ဆွေကိုမျိုးကိုမိတ်ဆွေတွေလွတ်လာတယ်ဆိုလို့ရှိရင်ဝန်တာကြမှာပါပဲဒါပေမဲ့ငှက်လွတ်နိုင်ငံကြီးကိုကျေးဇူးတင်မိရင်တော့မှားပါလိမ့်မယ်ဆရာကြီးဦးဝင်းတင်ပြောသလိုပါပဲဒင်းတို့ကျေးဇူး မူးလို့တောင်မှရှူစရာမရှိပါဘူး။ကဲဆိုတော့ဒါကတော့နိုင်ငံရဲ့ဂျင်တာထေကမနေ့ကမှလွတ်လာတဲ့နော်မနေ့ကမှလွတ်လာတဲ့ဂျင်တာတူရဲ့ပြောပြချက်ကိုအာကုတင်ဦးတိမြကပြင်ပြီးတော့ပြောပြနေတာဖြစ်ပါတယ်။ဒီဟာကတော့မေပီမှာတကယ်ဖြစ်နေတာပေါ့နော်။အာဒွန်မှုမှာတဲ့အချင်းသားမှာပြင်ပြတကီဖြစ်နေတာကိုပြုတ်ပြတ်နေဖြစ်ပါတယ်နောက်တစ်ခုကတော့ main online ကဖျဲတိပါအကြီးစားဖျဲကြီးအကြီးစားပါဆိုပြီးတော့ပြောင်းရင်တက်ကိုစုံနေတဲ့ video fan ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ပါ ုကဖယဲသေးကြီးလားလို့ကျွန်တော်ပြန်ထင်တယ်ဟာခင်ဗျဘာတော့ညာခင်ဗျာလဲခင်ဗျဘာတော့ဘာတော့ဘာဦးမြောင်ဘာလို့ဦးမြောင်လည်းဘာလို့ဟာဘာလို့ငါ့ဘာဘူးကြီးတို့ဘာလို့လဲလို့တဘုံကိုရိုင်းကဒီလို့ခပဲဆိုလို့ရှိရင်တဘုံနေစရာကိုတတိယကတဘုံကပြောပြီးလောက်တာစရဲ့တဘောတွေကသူအကုန်သိတယ်အကုန်လုံးပြောပေါ်တင်ပြောပြီးလောက်တယ်ကျွန်တော်ကိုရိုင်းတတိယနေရတယ်ကျွန်တော်တို့အောင်တတိယကမြောက်တတိယမြောက်ပိုပြီးစိုးတာကလက်နက်ကြည်စံမပြည့်စုံခြင်းမဲ့ ို့စီကလက်မျက်ကိုတပုံပေးထားမှာတော့ကို့စီမှာပြန်ပြီးဖြည့်သိမ်းမှုကခက်ခဲကုန်တော့ဗော။ကာကင်းကုန်နေ။ကာကင်းကုန်နေနော်။ကဲတီစံနေရပုံမှာပေးတာပဲဒီကောင်နဲ့ယူသွားပြီစမလားအဲယူသွားတော့တီစံချွေတာပြီးပြရတာနဲ့အေးအဲ့တော့ကြည်ရလည်းမရှိနော်ဒီပုံမှန်ပြောဒီခန်စစ် view ဟာကြောင့်လည်းအမြဲတမ်းခံလာရတယ်ခံရတဲ့လောက်လည်းမမှတ်ဘူးဆိုတာကတော့အဲ online online ကိုယ်တိုင် ကျွန်တော်သူ့ကိုဖြစ်နိုင်လို့ရှိရင်သူ့ရဲ့ IQ test တင်မလားဟိုညာညာသွေးညာညာသွေးနဲ့ပတ်သက်ပြီးသူဒီပြန်ပြီးတော့ဒီဆာမိုဘက်ပြန်ဖြေရမယ်ရရောက်လို့ကျွန်တော်ထင်တယ်ဒီအခြေအနေပေါ့ဒီအခြေအနေအားလုံးကိုတကယ်တမ်းတောင်းလို့ရှိတာကဘယ်လိုလဲဆိုလို့ရှိရင်ဦးမင်းအွန်လိုင်းရဲ့ဒီတုံစာမရတဲ့ဒီခံစစ်စစ်ကြောင်းကြောင့်မပူနဲ့ခင်ဗျားတို့ဘလောက်ကြီးပဲအင်အားထည့်တာထည့်တာ ဒီအားခက်တာတဲ့အင်အားကိုသုံးမယ် drone သုံးမယ်နေရာယူဆလို့မခတ်တော့လို့မယ်ဘယ်နေရာဘယ်နေရာဖြတ်မသိပြီးရရဲ့သဘောကနော်ဘယ်နေရာမကောင်းဝင်လို့မရအောင်ဘယ်နေရာမှာဘယ်နေရာဖြတ်ထားပြီးသားစစ်စစ်ကူလာလို့မရအောင်လမ်းကြောင်းအဖြတ်ထားပြီးသားอืมအပြီးရင်တို့ဒီနေရာကိုဝင်စီးမယ်ဘယ်နေရာပြစ်မယ်ဆိုတာကဒီဘယ်ဟောမဆိုစနိုက်ပါဘယ်နေရာတကူထောက်မယ်ဆိုတာချိန်ထားပြီးသားအဲ့တော့ခရော့စကန်နေခံစစ်စင်ထားတယ်ကြည့်ဗျာဟိုမရိယာကလေကြောင်းရံကားကိုတက်ကြတော့ရောက်တရာလောက်ရှိတယ်อืม အဲ့ဒါကပါလေခံစစ်ရဲ့ဒုက္ခကအကြီးဆုံးပဲနော်တပုံကိုစုပွင့်ပေးတယ်ကိုယ့်ကိုကြံစီပွင့်ပေးကြတယ်ခင်ဗျားတို့လုံးဝမှားသွားပြီစစ်ကရှောင်းလာတော့စစ်ရှောင်းလာတော့အဲ့မှာပိုးကွေးလာပြီဗောလုံးဝလုံးဝမှားသွားပြီမှားသွားပြီခင်ဗျားတို့ခုထားတော့အဲ drone ဒီကြောင်ရံကဝေးတက်အင်းအားဘလောက်ရှိနေဗျာတိတက်ခင်ဗျားတို့သတင်းအချက်လာပေါက်တယ်နော်အဲ့ပြီးတော့လို့ရှိရင်ဒီစခန်းနဲ့ပတ်သက်လို့ဘယ်နေရာမှာစစ်ကူဖြတ်ဟာ ဘယ်နေရာမှာဟိုလိုဟောမလို့ရှိရင်စက်တက်ထောက်ဘယ်နေရာမှာဟိုလိုဟောမလို့စနိုက်ပါထောက်ခင်ဗျားတို့ပုံသေးလေးခင်ဗျားတို့အသေးရက်နေတဲ့အနေအားလေအသေးနေနေတာအဲနော်ညများညများဆဆလုတ်เสียရမလို့တစ်ဖက်တစ်ပုံကနော်ပြီးလို့ရှိရင်သူကောင်းတဲ့ဒုံမလက်နဲ့မရှိတာမဟုတ်လက်နဲ့ကလည်းသူတို့မှာအပြည့်အဝရှိနေတာဘယ်သူကပေးတာဆိုဦးမြောင်လည်းကိုယ်လည်းပေးတာလား ကဲဆိုတော့ဒီဟာကတော့အဲမှာပြောင်ရစ်ကူတန်ကတော့မြောင်းအောင်လန်ကူတန်ကလက်နဲ့လူပြစ်ပြီးတော့ဘေးတီလုံးနေတဲ့အကြီးစားကလည်းမြောင်းအောင်လန်ဖြစ်နေတယ်ဆိုတာကိုပုံကွေးနေတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲဆုံးသွားမယ်ကျွန်တော်ဗီဒီယိုလေးကိုမင်းနဲ့ကြည့်ရှုအပ်ပေးနေကြတဲ့တို့လည်းပြည်သူမြေအားလုံးကိုလည်းကိုယ်ကြမ်းမှာချစ်စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ